အိန္ဒိယနဲ့ပါကစ္စတန်နျူကလ িয়ার နှစ်နိုင်ငံအကြားစစ်ပွဲဆက်တင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့အိန္ဒိယနှစ်နိုင်ငံကြားတင်းမာမှုတွေပြင်းထန်လာစမှာပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသကိုပိတ်မတ်ထားတဲ့စစ်စင်ရေးတရက်ကိုဒီနေ့ဒေသစံတော်ချိန်မနက်အစောပိုင်းမှာစတင်ခဲ့ပြီးအကြမ်းဖက်တွေရဲ့အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်ခဲ့ကြောင်းအိန္ဒိယကပြောပါတယ် အိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသား2ဦးတပ်ဖြတ်ခံခဲ့ရပြီးကြမ်းကြုတ်တဲ့ပါဟယ်ဂန်အစမ်းဖက်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့ဒီအဆင့်တွေကထွက်ပေါ်လာတာပါလို့ပြီးခဲ့တဲ့လကအိန္ဒိယအုပ်ချုပ်ခွင့်ရကက်ရှမီးယားဒေသရှိခီးသားတွေအပေါ်တိုက်ခိုက်မှုကိုရည်ညွှန်းပြီးအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် စင်တူးစစ်စင်ရေးလိုအမိပေးထားတဲ့အဆိုပါတိုက်ခိုက်မှုမှာပါကစ္စတန်ရဲ့စွတ်စုပေါင်းနေရာ၉ခုကိုပိတ်မှတ်ထားခဲ့တယ်လို့အိန္ဒိယကပြောပါတယ်ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာကျယ်လောင်တဲ့ပောက်ကွဲတံအများအပြားကြားခဲ့ရကြောင်း CNN သတင်းတောက်တူကဆိုပါတယ်ဒီတိုက်ခိုက်မှုအပေါ်ပါကစ္စတန်ကရွေးချယ်တဲ့အချိန်နဲ့နေရာအလိုက်တုံ့ပြန်သွားမယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူအာမတ်ရှာရက်ချောင်ဒရီက GOTV ကိုပြောပါတယ် အဆိုပါတိုက်ခိုက်မှုအတွင်အိန္ဒိယတိုက်လေယာဉ်၅စီးနဲ့ဒရုန်းတစ်စင်းကိုပစ်ချခဲ့ကြောင်းပါကစ္စတန်လုံခြုံရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။နောက်ဆုံးရသတင်းတွေအရအိန္ဒိယရဲ့တိုက်ခိုက်မှုအတွင်အယတာ26ဦးသေဆုံးပြီး46ဦးဒဏ်ရာရရှိခဲ့ကြောင်းပါကစ္စတန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူကိုကိုကာပီရိုက်တာသတင်းကဖော်ပြထားပါတယ်။ဒီစစ်စင်ရေးမှာအရက်ဖက်နေရာတွေစီးပွားရေးဆိုင်ရာဒါမှမဟုတ်စက်ဖက်ဆိုင်ရာအဆောက်အအုံတွေကိုမဟုတ်ပဲ အကြံဖက်အခြေခံအဆောက်အုံတွေကိုသာတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းအိန္ဒိယကပြောကြားပေမဲ့ပါကစ္စတန်ကဒါကိုညှင်းဆိုလိုက်ပြီးအရက်သားတွေနဲ့ဗလီတွေရှိတဲ့နေရာ၆ခုကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အိန္ဒိယရဲ့စစ်စင်ရေးမှာအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အရက်သားတွေတေဆုံးခဲ့ရကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအစစ်ကဂျီယိုနျူးကိုပြောပါတယ်။အိန္ဒိယကအကြံဖက်စခန်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့အခိုင်အမာဆိုပါတယ်။ ဒါဟာမမှန်ပါဘူးအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့နေရာတွေကိုနိုင်ငံတကာမီဒီယာတွေတွားရောက်ကြည့်ရှုနိုင်ပါတယ်လို့အစစ်ကထုတ်ပြန်ချက်မှာပြောပါတယ်။ပန်ချက်ပြည်နယ်တောင်ပိုင်းရှေဟောင်သမိုင်းဝင်မြို့တော်အာမက်ပါအစ်မှာ လူအသေးအပြောက်အများဆုံးဖြစ်တယ်လို့ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးမူဟာမက်အီရှတ်ဒါကပြောပါတယ်။